ရခိုင်ပြည်နယ်မောင်နှောဒေသအတွင်းဘင်္ဂါလီအကြမ်းဖက်သမားတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားရမှာမတ်လ14ရက်နေ့အထိတပ်မတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထိခိုက်သေးဆုံးသူ18ဦးရှိကြောင်းနိုင်ငံတော်အတိုင်းအမြန်ကယုံသတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။တပ်မတော်မှထိခိုက်သေးဆုံးသူ10ဦးနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထိခိုက်သေးဆုံးသူ9ဦးအထိရှိတာဖြစ်ပါတယ်။ ။တရားရရှိသူအရေအတွက်မှာတော့တမတော်မ9ဦး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ9ဦးနဲ့ပြည်သူ3ဦးစုစုပေါင်း15ဦးအထိတိုက်ခိုက်တရားရရှိခဲ့ရလဲဖြစ်ပါတယ်။လက်နက်ဆုံးရှုံးမှုအနေနဲ့တမတော်မတနက်နက်လက်ဆုံးရှုံးခဲ့ကောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ68လက်ဆုံးရှုံးခဲ့ပြီး28လက်ပြန်လည်ရရှိခဲ့တာကြောင့်စုစုပေါင်းတနက်42လက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မောင်နှောခရိုင်အတွင်အကြမ်းဖက်သမားတွေတပ်ဖြတ်မှုကြောင့် ဖေဖော်ဝါရီလ၁ရက်နေ့အထိပြည်သူ၃၃ဦးသေဆုံးပြီးဖြစ်ကဖမ်းဆီးမှုကြောင့်ပျောက်ဆုံးနေသူ၈ဦးရှိတယ်လို့နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီရဲ့သတင်းထုတ်ပြန်မှုမှာဖော်ပြပါရယ်။အကြမ်းဖက်တိုက်ခိုက်သူတွေဟာအမှန်တရားဖော်ခြင်းမပြုနိုင်ဘို့အကြောက်တရားကြီးစိုးစေဖို့နဲ့တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိစေဖို့ကိုရည်ရွယ်ပြီးအရက်သားပြည်သူတွေနဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုအကြောင်းမဲ့ဖမ်းဆီးတပ်ဖြတ်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့သတင်းထုတ်ပြန်ကြမှာပါရှိပါရယ်။